င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်။အရသားတွေကိုပုံစံနဲ့ဆေးရုံဆေးရရွေးကောက်ပွဲကိုစိတ်ကူးလို့တောင်မရဘူးကုလသမဂ္ဂလူခွင့်အရာရှိကဆိုကုလသမဂ္ဂလူခွင့်ဆိုင်အမမင်းကြီးဗော်ကာထရန်ကမြန်မာပြည်လက်ရှိချင်းတွေကိုထောက်ပြပြီးအရသားတွေကိုပုံစံနဲ့ဆေးရုံဆေးကနောက်လာမှလုံးမဲ့ရွေးကောက်ပွဲကိုစိတ်ကူးလို့တောင်မရအောင်လို့နိုဝင်ဘာလ10ရက်မှာပြောင်းလိုက်တယ်။ မြန်မာစစ်တပ်က2021ခုနှစ်မှာအနာသိမ်းပြီးပြည်သူတွေကိုကြမ်းဖက်နေခဲ့ပေမဲ့လာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲလုပ်ဖို့ပြင်ဆင်နေပြီးနိုင်ငံထပ်ပေါက်ဖြစ်ပုံဖော်လျက်ရှိပါတယ်။ဒါမဲ့ဒီမဲပေးဖွင့်ကသူတို့အနာတီမြဲဖို့နဲ့အကြမ်းဖက်မှုတွေအတွက်ပြစ်ဒဏ်ရှောင်လဲခွင့်ရနိုင်ဖို့လှုံ့ဆော်ထားတဲ့အလိညာတစ်ခုဖြစ်တာလေလို့ပြည်သူတွေတော်လိုင်းရန်ဆွေနိုင်ငံတကာတန်တမာနေနဲ့ကဲခတ်တွေကပေးချထားတယ်။ ဇနီးဘာမြို့မှာ AFP သတင်းဌာနနဲ့တွဲဆုံမေးမြန်းမှုတွင်ဘော့ကာထရက်ကမြမအချိန်နေရာမီဒီယာအယုံဆိုင်မှုလုံလောက်ဆောင်မြရတာကြောင့်ပြည်သူတွေဆက်လက်ဆင်းရဲဒုက္ခရောက်နေလို့ဆိုရယ်စစ်တပ်ကရဲသားတွေပေါ်ပြပြထန်တဲ့ပုံကျဲတိုက်ခိုက်တယ်။အတိုက်ခံတွေကိုဖန်စီနေတဲ့သတင်းတောက်တွေသိဆောင်နေရတယ်။ပြည်ရင်းစစ်ကလည်းရခိုင်ပြည်နယ်ပအဝင်နေရာနဲ့မှာဆက်ဖြစ်နေစေလို့ထောက်ပြခဲ့တယ်။ဒီမိုကရေစီကောင်းဆောင်တော်ဇန်စုကြည်ချင်းကြာခံထားပြီးလူလူထောက်ခံမှုအကြီးရဲ့အလက်တီပါတီလည်းပြသိမ်းခံထားတဲ့အတွက်ဒီရွေးကောက်ပွဲဟာတရားဝင်မှုမရှိနိုင်လို့လူခွင့်ရေးဖွဲ့တွေကပြောကြားပါတယ်။ စတေးစွာ2020ရွေးကောက်ပွဲကိုမဲမတမာမှုရှိရဆဲဆွဆွဲချက်နဲ့ရက်သားဆွေးအကိုပြုတ်ကြပြီးပြည်သူဆန္ဒကိုမျက်ကွယ်ပြွမ်းနာသိမ်းခဲ့တာပါဒေါ်လန်အီယာစရီကလက်ရှိစစ်အုပ်စုရွေးကောက်ပွဲကိုစန့်ကျင်တိုက်ဖြတ်သွားမယ်လို့ထောက်ပြန်ပြောဆိုနေတယ်လို့စေအုပ်စုကလည်းသူတို့ရဲ့ရွေးကောက်ပွဲကိုစန့်ကျင်ထောက်နှံ20ကြီးစာမဲ့မယ်လို့ချိန်ချောက်ထားပြီးအနိုင်ငယ်တော်ဝေဖန်ခွင့်မပေးတဲ့ပြည်သူကိုအထမဖန်ဆီလျက်ရှိပါတယ် ဆက်လက်ပြီးတရားမဝင်ရွေးကောက်ပွဲမပောင်းရင်ပတ်သက်သူတွေကိုရေးယူမယ်လို့ MFC ကထုတ်ပြန်မွန်ပြည်ဖက်ဒရယ်ကောင်စီ MFC ကပြီးခဲ့နိုဝင်ဘာလ3ရက်နေ့ရက်စွဲနဲ့စင်ဆွေအတွေ့အကြုံရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တင်းသဘောထားထုတ်ပြန်ပြီးဖြစ်တယ်လို့တရားမဝင်ရွေးကောက်ပွဲမပောင်းရင်ပတ်သက်နေသူတွေကိုရေးယူသွားမယ်လို့အသိပေးထုတ်ပြန်တယ်။ MFC အနေနဲ့ထုတ်ပြန်ချက်ရအနာသိန်းစစ်တပ်နဲ့စစ်ကောင်စီတို့အကြမ်းဖက်ဆဲဥစုပြတ်တတ်မှတ်ပြီးသူတို့စီစဉ်တဲ့ရွေးကောက်ပွဲဟာနိုင်ငံကို စစ်ကြုံပြုတ်ပြီးတော့ဆရာနာရှင်စနစ်တည်မြဲရေးအတွက်သာရည်ရွယ်တဲ့တရားမဝင်တွေ့ရရွေးကောက်ပွဲဖြစ်ကဖက်စစ်လူရေးပွဲသာဖြစ်တယ်လို့ပြသစွာပြောဆိုထားပါတယ်။ MSF စီနေနဲ့ဆိုပါတွေ့ရရွေးကောက်ပွဲကိုရွေးကောက်ပွဲမတိုင်မီရွေးကောက်ပွဲကျင်းပစေနဲ့ရွေးကောက်ပွဲပေးကာလ၃ပါလုံးမှာ အပြည့်အဝဆန့်ကျင်သွားမယ်လို့ကြေညာခဲ့တယ်။ဒါကြောင့်မွန်ပြည်လူထုနဲ့ဆေးဥဆွေရေကောက်ပွဲထားမြောက်စေဖို့တိုက်ရိုက်ဖြစ်စေတယ်။ဝိုက်တဲ့နီလန်နဲ့ဖြစ်စေပါဝင်ပတ်သက်ခြင်းပတ်မှုကူညီခြင်းကိုယ်စားလှယ်ပြုဝင်ပြိုင်ခြင်းမဲဆွယ်စည်းရုံးပေးခြင်းတွေကိုလုံးဝမပြုလုပ်ဖို့ MFC ကတည်ပေးတာမြင်တယ်။ဒါမြင့်ချက်ကိုချိုးပေါရင် MFC ရဲ့လုံထုံးလုံးနေရတဲ့ညီပြင်းထန်စွာရေးယူဆောင်သမယ်လို့ပြောတယ်။ကောင်စီမဥပဒေကဲ့သို့အာဏာတည်တဲ့လုံထုံးလုံးနေညွှန်ကြားချက်တွေပါရှိတယ်။အဲ့ဒီတိုင်းလှုပ်ဆောင်သွားမှာတရားစီရင်လုပ်ငန်းစဉ်တွေလှုပ်ဆောင်သွားမှာလို့မွန်ပြည်ဖက်ဒရယ်ကောင်စီဝင်မိတ္တတာစကားပြောတယ်။ ဆက်လက်ပြီးဗမော်တိုက်ပွဲမှာပို့စတင်အောင်ပွဲခံခဲ့တဲ့စက်ဖို့မာကန်အတာပို့စတင်မိနိုင်ပိုင်းတွင်တောက်ပွဲမှာတည်ဆုံကချင်ပြည်နယ်ဗမော်တိုက်ပွဲတနင်္လာမှာအောင်ပွဲခံနေတဲ့အဖြစ်သွဲတပ်ပုံကိုလူမှုကွန်ရက်မှာဝင့်ကြောပေါ်ပြနဲ့ပြည်တော်စုကြန့်ခိုင်ရင်နဲ့ဖွင့်ပြေးပါတီအမားကန်တန်ဟုတ်ပြတဲ့လာယုံမန်းဆိုကျွဲတာစစ်တာပို့စတင်မိနိုင်ပိုင်းကြမှာဗမော်တိုက်ပွဲမှာတည်ဆုံခဲ့တဲ့24နိုင်မပြည့်မီမှာပဲတိုက်ပွဲမှာသားတည်ဆုံကြောင်းတရင်ကိုပြန်နဲ့ရေးသားပေါ်ပြခဲ့ရတယ်။ ကျဲဘော့ပါတီမာကန်တယ်ဦးဖြစ်တိုင်းကိုရိုင်းဝင်ခံထားသလိုပါတီမာအောက်ခြေဝင်တဲ့ဖြစ်တော်ဝင်တန်းဆောင်လို့ကြောင့်သိပေးထားတဲ့လိုင်ယွန်မန်းမီနဲ့လူမှုကွန်ရက်အုံပြုသူဟာနိုဝင်ဘာလ၄ရက်မှာပမော်ရောက်ဒါဖြစ်တဲ့တပ်ပုံတွေကိုပေါ်ပြခဲ့တယ်။အဲဒါငါသားငါသားဖနာအောင် KI ရရှိ TV လို့ရေးသားထားပြီးဒါဖြစ်သူပြောဆိုတဲ့စကားဖြစ်တဲ့ပမော်မှာဒါတို့တပ်မတော်စစ်ကောင်စီတက်ရှိနေတဲ့များ KI အယုတ်ရေးယူမယ်ဆိုတဲ့ဟာကိုလည်းလိုင်ယွန်မန်းကရေးသားပေါ်ပြပါတယ်။ဒီလိုရေးသားချက်မှာ စစ်တပ်ထောက်ခံသူတွေကဘေးမသင့်ရမကပဲမိမျိုးကိုကခွင်နိုင်ပါစေတူတော်ရင်အကွယ်ကလေးမျက်နှာကိုစတေကာလေးရောက်တွင်မှလာသူလုံးချွေအတွက်ကိုကြီးကလေးပုံမတင်နဲ့ဟိမိသားလည်းတပေါက်လုံးကောင်းအောင်ဆွဲပြီးပြစ်လိုက်စမ်းကြည့်တော့မောင်ရင်လူဝင်ရောက်မှမှတ်ချက်တည်ရေးသားတာရှိခဲ့တယ်။ဒါပေမဲ့ export တင်ပြီးနိုင်ပိုင်းကျနိုဝင်ဘာ10မှာသူသားတိုက်ပွဲမှာတည်ဆောင်သားကြတဲ့တင်ကိုပြန်နေရေးသားအပြီးပေးထားတယ်။နိုင်တဲ့ရောက်မှလည်းစစ်တပ်ထောက်ခံသူတွေကမနေ့ကမှပုံလေးကျင်ပြီးတည်ဖြစ်နေမနေ့ကအောင်ပြောလို့မဆုံးသေးဘူး။ မနေ့ကကိုမြင်နေသေးတာမနေ့ကမှရန်သူလောင်ပေးမှာပုံတင်ခဲ့သေးရလေဘလို့ပြရတာလုံးဆိုရဲမှတ်ချက်တွေရေးသားတာကိုတွေ့ရတယ်နိုဝင်ဘာ10ရက်8နာရီမှတာဖြစ်သူတင်ဆောင်ကြောင်းလိုင်ယွန်မန်ကရေးသားပေါ်ပြခဲ့ပြီးမရန်သူစကန်ဘတ်တက်တဲ့ရင်နဲ့တင်ဆောင်တာလို့လိညာရေးသားပေါ်ပြထားတယ်ကချင်စေးတဲ့မြေတောင်ကလည်းဒီရက်ပိုင်းပမော်တိုက်ပွဲမှာ KIA တက်စကန်တင်ခင်ရတာမရှိပဲ ခါလ49တိုင်းဘက်မှာတိုက်ပွဲတွေရှိနေကြောင်းသိပေတယ်။ခုဖြစ်စင်မှာတည်ဆုံတဲ့သူကနိုဝင်ဘာ9ရက်ခါလ49တိုင်းဒီတိုက်ပွဲမှာတည်ဆုံတဲ့အရာရှိဖြစ်နိုင်တယ်လို့ကချင်စစ်တရင်မြကပြောတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KI ပူပေါင်းတပ်အား2024ဒီဇင်ဘာလကစတင်ပြီးဗမော်မြို့တိုင်းစစ်စင်ပေါ်ဆောင်နေရဖြစ်တဲ့တိုက်ပွဲဆက်တလာကြမြင့်မြဖြစ်ပြီးလက်ရှိမှာလည်းတိုက်ပွဲရေးဆက်လက်ပြင်းထန်နေကြောင်းအပြန်အလှန်စစ်စင်လုံဆောင်နေကြောင်း KI ပြန်ကြားရေးသတင်းဌာနပြီးခဲ့ရက်ပိုင်းကသတင်းပေါ်ပြတယ်။ ဆက်လက်ပြီးကလင်းမြို့မော်လိုက်တောင်မှာတောင်ပိုင်းအောင်မိုးဝင်းနဲ့ကျင်းဦးစီးရရှိဝင်းနဲ့ကကျင်းသားတွေကိုတုံ့ချပြီးငွေကြေးရှာဖွေလက်စားနေဇကိုင်းတိုင်းကလင်းမြို့မော်လိုက်ကျင်းတောင်မှာတောင်ပိုင်းဦးအောင်မိုးဝင်းနဲ့ကျင်းဦးစီးရရှိဝင်းနဲ့ကကျင်းသားတွေကိုတုံ့ချပြီးတော့ငွေကြေးရှာဖွေမှုနဲ့လက်စားမှုတွေကိုကျွလွန်နေကြောင်းမြန်မာနိုင်ငံလုံးဆန်နိုင်ငံရေးကျင်းသားကွန်ရက်ကဘုံဦးဆောင်ကော်မတီကိုတိုက်တွန်းကပြောတယ်။ မလိုက်ကျင်းတောင်တင်ကျင်းသားတွေကိုပြည်ပေါ်ကပြည်စီထုတ်လို့ကိုဖျားပေးခိုင်းစေကအိမ်တွင်တုံတဲ့ဧကန်တော်ပြည်စီကိုရောင်းချခိုင်းပြီးဒလလင်ငွေကြေး3900ခန့်အနည်းဆုံးရှာခိုင်းနေကြအောင်ရရှိငွေတွေကိုထောင်ပိုင်းနဲ့အကျဉ်းဥစည်းရရှိဝင်တဲ့နေကအဓိကရယူကြောင်းထို့ပြင်ကျင်းတောင်တင်တားမြစ်ပြည်စီဖြစ်တဲ့ကွန်ရရဲယူဆောင်တင်တဲ့ကိုပြောအောင်မိတ်ထုတ်ပြန်ပြီးထောင်တွင်းမှာကွန်ရရောင်းဝယ်ရေးကိုအကျဉ်းဥစည်းဌာနကလောက်ကိုင်းလျက်ရှိကြောင်းတနင်္လာနေ့ကွန်ထုတ်ရေး၄၀၀ခန်းရောင်းချနေပြီးဆိုပါကွန်ရဝယ်လုပ်ငန်းမှတောင်ပိုင်းဇနီးဖြစ်သူကအဓိကလောက်ကိုင်းနေကြောင်းသိရတယ်။ အဆိုပါငွေချင်းရှာဖွေမှုတွေပြင်အိဆောင်တွေအလုံးမလုံးလို့တဲ့အကျဉ်းသားရေးစီမှာတလလင်ငွေတသိန်းခန့်အကျဉ်းဥစည်းဝင်တဲ့ဟန်ဝဲအောင်မှာတစ်ဆင့်ထောင်းပိုင်တန်ကိုလက်ငွေပေးတင်ရကြောင်းသိရတယ်။ အကျဉ်းသားတွေကိုတောင်းကြပြီးစီးပွားရှာနေတော့လဲအကျဉ်းသားတွေမှာတော့မိတိကျိုးခံစားခွင့်မမရကြောင်းလက်စားမှုနဲ့ကိုကျိုးစီးပွားရှာနေတဲ့အထောင်အာဏာပိုင်တွေကိုလူမှုရေးပြစ်ဒဏ်ပေးရန်ထုတ်လွှဲလျက်ရှိကြောင်းနိုင်ငံအကျဉ်းသားတွေပေါ်ဖိနှိပ်မှုတွေအတွက်လည်းတာဝန်ခံမှုအမြင်ရရှိစေရန်ကြိုးပမ်းဆောင်ရွက်ထုတ်လွှဲလျက်ရှိပြီး PPN နဲ့ဦးဆောင်ကော်မတီဝင်ဖြစ်အနေဖြင့်လည်းတိရောက်တဲ့ဖိအားပေးရေးရမှုဖြစ်ပေါ်လာစေကလေးမျိုးနေရှိမိဖောက်ဖွင့်စေနဲ့ချိန်ဆက်ဆံတမိဖြစ်ကြောင်းသိပေးကြညာပါတယ်ဆလဗီဇလင်းနဲ့တာဝရီမြို့နယ်တို့မှာစစ်မှုထမ်းပတ်စံ၁၉တက်လူငယ်၃၀နီးပါးစစ်တပ်ကအပေါ်တောင်ဆက်ဖန်စီ မကွေးတိုင်းစလင်းမြို့ပေါ်ရက်ကော့တင်နေကြရတဲ့ကိုဂျပန်စစ်တပ်ကဝင်ရောက်စစ်နေပြီးလူငယ်25ကိုဗော်ဒါဆွဖမ်းဆီးသွားကြောင်းပြည်သူညီနောင်စလင်းသတင်းတောင်ကကိုပြည်သူကပြောတယ်စလင်းမြို့ပေါ်ရက်ကော့နေကြရတဲ့ကိုဂျပန်စစ်တပ်ကဝင်ရောက်စစ်နေပြီးလူငယ်25ကိုဓမ္မဗော်ဒါဆွဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းထို့ဂျပန်စစ်သားရဲ့ဗော်ဒါဆွဖမ်းဆီးခံခဲ့တဲ့လူငယ်25ကအသက်အရွယ်20ကျော်ကနေ35နှစ်အတွင်းရှိလူငယ်တွေဖြစ်ကြောင်းထို့သောဗော်ဒါဆွဖမ်းဆီးသူတွေထဲမှာ16ဦးကိုစစ်တင်နေကြောင်းကိုပို့ဆောင်လိုက်ကြောင်းသိရပါတယ်။ ကျန်းလူငယ်တွေကိုတော့ဂျပန်စစ်သားတွေကမိသားစုတန်ကြောင့်ကြပြီးငွေကျပ်သိန်းတရာနဲ့ပြန်လဲရိတ်ထုတ်ခိုင်းတာကြောင့်မိသားစုတွေလာရေးတာကြောင့်သိရတယ်။အလားတူကိုတိုင်းတာဝန်မျိုးနဲ့တောင်ဆက်မျိုးမှာလည်းဂျပန်စစ်တပ်ကစန့်စက်မှပြန်လာလူငယ်နဲ့အုပ်ကိုဖော်တာဆက်ဖန်စီသားကြောင့်ဒေသပြည်သူတွေကပြောတယ်။ထို့သောဖန်စီကလူငယ်နဲ့အုပ်ကငွေငွေနဲ့ငယ်အခြေခံလူဒန်းစားတွေဖြစ်ပြီးတော့နောက်ရည်ရင်ကောင်ကနေမဖို့ချင်တဲ့အငယ်လေးဆိုသူတို့ဖြစ်ကြောင်းသိရတယ်။ အကြမ်းဖက်စစ်တပ်ကယခုနိုဝင်ဘာလအတွင်းစစ်မှုထမ်းပတ်စင်ဆက်ကိုဖွင့်လှစ်သောမြပြပင်နိုင်ငံတော်မှလူငယ်တွေကိုအကြမ်းဖက်ပေါ်တာဆက်ဖန်ဆီးမှုတွေထောက်လျှောက်စွာလှုပ်ဆောင်နေကြောင်းသိရပါတယ်။ ဆက်လက်ပြီးအင်းနဲ့တွဲဆောင်ပွဲမှာစစ်ရေးပြင်နိုင်ငံအသိပါတည်ဝင်ခဲ့ကြောင်းချင်းညောင်ပြောပြီးခဲ့တဲ့အော်တိုဘာလာတွင်မှရွှေခိုင်ပြည်လူမြောက်တနေရာမှာချင်းပြညောင်ဘွဲကနေထိပ်ပိုင်းကောင်းဆောင်နေတဲ့အာရခတတော်ရေးကထိပ်ပိုင်းကောင်းဆောင်နေတွဲဆောင်ခဲ့ကြောင်းနိုဝင်ဘာ10ရက်မှာချင်းညောင်ဘက်ကထုတ်ပြန်ပါတယ်ချင်းညောင်ကတခွက်ချင်းစီရဲ့ထိပ်ပိုင်းကောင်းဆောင်နေတဲ့အာရခတတော်ရေးမှာစစ်ဦးစစ်ချုပ်ပို့ချုပ်ထုံးပြနိုင်ဦးဆောင်တဲ့ထိပ်ပိုင်းကောင်းဆောင်ကျွတ်တဲ့အစီအစဉ်ခဲ့ကြခြင်းဖြစ်ပါတယ်စစ်ကောင်စီတက်မြတ်တွဲစစ်ကိုခံမှန်းပြီးချင်းညောင်နဲ့အာရခတတော်တို့ကြောင့် စည်ရဲပူပေါင်းဆောင်ရွက်မှုတွေနဲ့လူမျိုးချင်းဖိမကူညီမှုတွေဇေဘွားရဲ့ပူပေါင်းဆောင်ရွက်မှုတွေကိုစနစ်ခဲ့လို့ချင်းချင်းနောက်ပြောခွင့်ရဆလိုက်ရမန်ကပြောပါတယ်။ဒေါ်လာရင်းတစ်ဖက်တစ်ခုမှာစည်ရဲတစ်ခုတည်းမဟုတ်ဝန်နိုင်ငံရေးတပ်ပါတွဲခေါ်စဉ်းစားထားပြည်သူရဲ့အေဂျင်တာအဖွဲ့မျိုးတို့တိုက်ရိုက်အတွက်လောက်ပေးမည်ဆိုရတဲ့နိုင်ငံအသစ်ကိုလည်းတင်ယူခဲ့ရကြောင်းဆလိုက်ရမန်ကဆိုတယ်။ချင်းချင်းနောက်နဲ့အရခတ်တတော်ရေးတို့ကြားမှာတွဲဆုံမှုကခဏတာတွဲဆုံခြင်းမျိုးမဟုတ်ဘဲတွဲဆုံမှုများအပြားလုပ်ပြလုပ်ခဲ့ခြင်းနဲ့အပြန်လည်ပူပေါင်းရေးအပြန်လည်လေးစားတံမှုထားခြင်းတွေရှိခဲ့ကြောင်းသိရတယ်။ချင်းချင်းနောက်အဖွဲ့ဝင်တွေကရခိုင်ပြည်တွင်း မြို့နယ်ဆောင်ငါးမြို့ထက်မင်းကိုလွတ်လပ်စွာသွားလာခွင့်ရရှိခဲ့ကြပြီးလေလာတင်ကြအများကြီးရှိခဲ့ကကျိုးရှိရလို့ချင်းချင်းနောက်ဘက်ကထုတ်ပြန်ပြောဆိုထားပါတယ်။နားဆင်အားပေးကြတဲ့အတွက်ဒုဗင်ကျေးဇူးတင်ရှိပါတယ်ရှင်။